အဲ့ဒီယဟန္တာ900လုံးမြတ်စွာဘုရားရှေ့မှာညနေချမ်းလေးမှာထိုင်ပြီးတဲ့အချိန်မှာပဲဒီယဟန္တာ900နဲ့ဘုရားကိုဖူးဖို့ဆိုပြီးတော့တိုင်မင်းချင်းတိုင်းတာရမဟုတ်ပဲနဲ့စကြဝဠာတိုက်တဲ့တောင်းကတတ်တည်ပြမာတွေဟာကြောက်ရှိလာကြတယ်ကြောက်ရှိလာတော့သူတို့ရဲ့ကိုယ်ကာယကြီးတွေကလူကိုယ်ကာယနဲ့မတူဘူးချီးတယ် လာတဲ့ပြိဿကလွန်များတယ်စัจဇဝလာတထောင်ကလာတယ်ဆိုတော့ဒီစัจဇဝလာလေးတစ်ခုတည်းမှာအလုံးစုပြုနေဖို့ရသူတို့ရဲ့ယူဇနာခြီးတဲ့ကိုကာယကြီးတွေကမဖြစ်နိုင်အဲ့တော့ဘာလို့ကြတော့ဆိုတေးသေးမွားမွားလေးဖြန်းစင်းညရုပ်ပြောင်းလိုက်ကြတယ်သူတို့ခန္ဓာကိုယ်သေးသေးလေးတွေဖြန်းစင်းပြီးတော့ ဆကြဝဠာတက်တဲ့တောင်းအလာတဲ့နတ်ဒီပြမတွေဟာခန္ဓာကိုယ်တွေကိုကြုံလိုက်ကြတယ်ပေါ့နော်စွမ်းတကူနဲ့ခန္ဓာကိုယ်ကြုံလိုက်တာသေးလေးဖြစ်သွားတယ်အဲ့တော့ပြည့်သွားတယ်ဆကြဝဠာတစ်ခုလုံးလောက်ပြည့်သွားတယ်အဲ့လိုကြီးကျယ်တဲ့ပြည့်သက်ကြီးဟာအဲ့မှာစူဝေးမိတာအလွန်ကြီးကျယ်တယ်အလွန်များတယ်အရေးအတွက်ကိုမရေတွက်နိုင်လောက်ဆကြဝဠာတသောင်းကရောက်လာတဲ့နတ်ဒီ လူကတော့အဲ့ဒီယန္နာငါးပေါ့ယန္နာငါးရပဲအားတယ်အဲ့ဒီယန္နာငါးရနဲ့ဖျားကိုဖူးဖို့ဆိုပြီးတော့ဘယ်သူမှမနှိုးဆော်ပဲနဲ့ရောက်လာတဲ့နတ်တေကတော့ပြည့်ရှံသွားတာပဲအဲ့ဒီချိန်မှာတမဘဝင်စားနေတဲ့သုတော်သက်ဘုံကယဟနာပြမကြီးတွေတမဘကထားလိုက်တဲ့အခါသူတို့ကောင်းတဲ့မှာပေါ်လာတယ် တတ္တိဗိမာရိဘယ်သွားကြသလဲလို့ကြည့်လိုက်တဲ့အခါမဟာဝုံတော်မှာရောက်ရှိနေကြတယ်။ဖះနဲ့ရဟန္တာတွေလည်းရောက်ရှိနေ။အဲတော့သူတို့လာဖို့ဆိုတာနေရာမရှိဘူး။မရှိတော့နတ်ဗိမာရိ၄ယောက်ကတယောက်ကအရှိလောကရကလာတယ်။တယောက်ကတောင်ကတယောက်ကနောက်ကတယောက်ကမြောက်ကဆိုပြီးတော့အယံမျက်နှာ၄ခုခွဲပြီးတော့စัจ java လာတတိုင်းပေါ်မှာ ချက်ပြီးတော့သူတို့လာကြောင်းကိုဖះရလက်သိစေခြင်းနဲ့ဖះနာလက်လာလို့မရဘူးများပြိတ္တကဒါပြိတ်အဲသူတို့လာတယ်ဆိုတာကိုသိအောင်လို့သူတို့ကဆွမ်းကုရှိတဲ့ယဟန္တာပြမကြီးတွေအဲ့တော့ဂါထာတဘုံစီနဲ့တရားသဘောပါတဲ့ဂါထာတဘုံစီနဲ့သူတို့လာကြောင်းတန်ခါတွေကိုဖူးမြော်ဖို့သူတို့ရောက်လာကြောင်းကိုအဲ့ဒီစัจ java လား တတိုင်းပေါ်ကနေပြီးတော့လှမ်းပြီးရှောက်ကြတယ်အဲ့တော့ပြီးလိုက်ကအလွန်များနေအဲ့ချိန်မှာမြတ်စွာဘုရားလူတွေကယဟန္တာတွေကြီးပဲယဟန်တွေကယဟန္တာတွေကြီးပဲဖြစ်တယ်ရှောက်လာတဲ့နတ်တွေကြတော့ပုရုษတွေလည်းပါတယ်အရိယာတွေလည်းပါတယ်အဲ့တော့နတ်တွေကိုတရားဟောဖို့အခွင့်ဖြစ်လာတယ် အဲ့လိုတရားဟောဖို့ဆိုတော့ခါနတ်တွေကိုကြီးလိုက်တယ်အမတန်များလာတဲ့နတ်ပရိသတ်ကိုကျွတ်ထိုက်တဲ့နတ်ရှိသလားမကျွတ်ထိုက်တဲ့နတ်ရှိသလားကျွတ်ထိုက်တာဆိုတာဘယ်လိုအရုံးဆိုသူတို့ရဲ့ဥပနိတ္တယပါရမီတံပါရပါရမီပြည့်စုံမှုဒီဘွားမှာကျွတ်ထိုက်တဲ့အသိဉာဏ်ရှိတဲ့နတ်တွေရှိတယ်ဒီဘွားမှာ မကျွတ်ထိုက်သေးတဲ့နတ်တွေရှိတယ်အဲ့ဒါကိုခွဲထုတ်လိုက်ပြီးတော့ ချွတ်တိုက်တဲ့နတ်တွေရှိတယ်ဆိုတာဒါကချွတ်တိုက်တဲ့နတ်တွေကိုသူတို့စေရိုက်အားလျော်စွာတရားဟောမှပို့ပြီးတော့ထိရောက်တယ်စေရိုက်ဆိုတာလူတွေမှာစေရိုက်နဲ့ဝါသနာရှိတယ်အဲ့ဒီစေရိုက်ဝါသနာအလိုက်တရားဟောရတယ်အဲ့ဒီအသိဉာဏ်ကိုအင်္ဂရိယ propriety အာရယနုတ္တိယလို့ခေါ်တယ်ဘုရားဉာဏ်နဲ့ကြီးလိုက်ပြီးတော့နတ်တွေကို ဆရာရဲ့လိုက်တရားဟောဖို့ကြည့်လိုက်တဲ့အခါတချို့နဲ့တွေကအပြောပါအတွေ့အတာကြီးမှပြီးရာဂဆရာရှိတယ်။ရာဂဆရာရှိတယ်ဆိုတာလှပကြိုက်တယ်နော်။ပြောပါကြိုက်တယ်လှပတယ်လှပတာကြိုက်တယ်။စကားနုရာကြိုက်တယ်နော်။တူလေတူတူပဲလေ။အနုအယွာအလှပကြိုက်တဲ့လူ။ တို့လည်းအမှုရအလှပကြိုက်တဲ့နတ်တွေရာဂဆေးရရှိတဲ့နတ်တွေတပုံးအဲခတ်ချမ်းညမယ်ဒေါသဆေးရှိတဲ့နတ်တွေတပုံးပါရလို့သိမစင်သာဘူးဟိုးခုနလိုကြိုက်တာလည်းမဟုတ်မကြိုက်တာလည်းမဟုတ်မောဟဆေးရှိတဲ့နတ်တွေလည်းတပုံးရှိတယ်နောက်တစ်ခါ တရာစရိုက်ရှိတဲ့နတ်တရားလည်းရှိတယ်။တရာအကောင်းတဲ့ချုပ်နတ်တရား။တရာတရားအကောင်းတဲ့အဲ့နတ်တရားတပုံရှိတယ်။ဘုဒ္ဓစရိတလို့ဆိုအတိညာအကောင်းတဲ့နတ်တရားလည်းရှိတယ်။ဘာပဲဖြစ်ဖြစ်မယုံဘူးစဉ်းစားညာနဲ့နေတာ။တချို့ကျတော့ယုံလွယ်တယ်ဘာပြောက်ပြောက်လက်ခံတယ်။အဲ့ဒါတရာစရိုက်။မယုံဘူးစဉ်းစားတယ်ဆိုတာကပုဒ္ဓစရိုက် အတွေးနေခြေတဲ့ဇေယိုက်ကြတော့ဝိတက်ကဇေယိုက်တို့ခေါ်တယ်အဲ့တော့ဇေယိုက်၆ပါးရာဂဇေယိုက်ဒေါသဇေယိုက်မောဟဇေယိုက်ခိရိတာတွေနဲ့ပတ်သက်ပြီးဒါမကောင်းတဲ့ဇေယိုက်အဲ့ဒီနောက်တတ္ထဇေယိုက်ပုရိဇေယိုက်ဝိတက်ကဇေယိုက်အတွေးရတဲ့ဇေယိုက်အဲ့သူဇေယိုက်အလိုက်ရသော်ပြားကမဟာသမယတုတ်၆တုတ် အဲ့မှာဟောတာအဲ့တော့အများသိနေတာကမဟာသမယတုတ်ကြီးရယ်ဟိုတတ်တိစရင်ထုတ်တဲ့မဟာသမယတုတ်ကြီးပဲသိကြတာများဒီတုတ်တွေကဒီ6တုတ်ကဘယ်မှာပါတာတော့ဆိုတုတ်တဏိဘပါဠိတော်မှာခါထာတွေနဲ့ရေးထားအဲ့တော့မြတ်စွာဘုရားကဟောတာလူတွေကိုဟောတာတော့မဟုတ်ဆရိုက်အလိုက်ဒီတတ်တိဟောတာနော်အဲ့ဒါမဲ့ဒီရာဂဆရိုက်ဆိုတဲ့ အနုအယောအလှပကြိုက်တဲ့နတ်တွေအတွက်ကဘာဟောလို့တမ္မာပရိပါဆိုနေရာတုတ်ကိုဟောတယ်အဲ့ဒါမဟာသမယတုတ်ထဲမှာတစ်ခုတမ္မာပရိပါဆိုနေရာတုတ်လို့ခေါ်တယ်တမ္မာပရိပါဆိုနေရာဆိုမှန်ကန်တဲ့ဒီလန်းနဲ့လောကကြီးနဲ့လောကကြီးကထွက်ခွာတာလောကကြီးနဲ့ပတ်သက်ပြီးတော့မနေပဲနဲ့လောကကြီးကထွက်ခွာတယ်လောကကြီးနဲ့ထွက်ခွာတယ်ဆိုတာကိုပေါင်းစိတ်ခွာပါ့ လောကကြီးထဲမှာတွေ့တာမှုမရှိဘူးအဲ့ဒါနဲ့ထွက်ခွာတာပဲလေလောကကြီးထဲမှာနေပြီမဲ့လို့လောကကြီးနဲ့ပတ်သက်မှုမရှိဘူးကြာပဟဟာရေထဲမှာနေပြီမဲ့လို့ကြာမလို့ရေမလို့မော်တာနော်ရှည်ထဲမှာပွင့်နေတဲ့ကြာဟာဘလို့ရေတွေနဲ့ဖြားပြရေမစုပ်ဘူးလေအဲ့လိုပဲလောကကြီးရဲ့ထွက်ခွာတဲ့ပုံကိုယ်တွေဟာလောကကြီးမှာနေပြီမဲ့လို့လောကကြီးပေါ်မှာတွေ့တာမှုတွေမုံတိမှုတွေဘာဖြစ် အဲအဲ့ဒီနည်းနဲ့ထွက်ခွာတယ်လို့ခေါ်တယ်။အဲ့ဒါသမ္မာပြိပ္ပာဇ္ဇနည်းရတုပ်လို့ခေါ်တယ်။နောက်ထပ်ဒေါသဆေးရိုက်ရှိတဲ့နတ်တွေအတွက်ကြတော့ပုရဗေဒတုပ်ဆိုဟောတယ်။နောက်တစ်ခါမောဟဆေးရိုက်ရှိတဲ့နတ်တွေအတွက်ကလဟဝိဝါဒတုပ်ဆိုဟောတယ်။တရားဆေးရိုက်ရှိတဲ့နတ်တွေအတွက်စတုစုလဖြူဟာဆိုတုပ်ကိုဟောတယ်။ပုရိဆေးရိုက်ရှိတဲ့ နတ်တိအတွက်မဟာပြုဟာဆိုတဲ့သုတ်ကိုခေါ်တယ်။ဝိတ္တဇယရှိတဲ့နတ်ပြမတွေအတွက်ကတော့တုဝတ္တကသုတ်ဆိုပြီးတော့ခေါ်တယ်။အသုတ်၆သုတ်။ဒီကနေ့စတင်ပြီးတော့နိုင်အမှာတမ္မာပြိဋ္ဌာစနိယသုတ်။ဒါပါတမယသုတ်တရားဒီတမ္မာပြိဋ္ဌာစနိယသုတ်ဆို။နတ်တိကိုခေါ်တာဒါအလေးနဲ့ခေါ်တဲ့တရားတွေ။ ဒါတွေကမဟာသမယသုတ်ကြီးပဲနတ်တွေစင်ထုတ်တဲ့သုတ်ကြီးပဲအတိညာနေပြီးတော့ထီသုတ်တွေကအတိနဲနေရှုဖတ်မှုနဲ့အားနေကြတယ်ပေါ့နော်အဲ့တော့သမ္မာပြိပဇနိယဆိုတော့လောကကထက်ခွာတဲ့နည်း